အားလုံးပဲမင်္ဂလာပါရှင်ဖြူဖြူ channel ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့ဖတ်ပြပေးမယ်ဇလန်းလေးရာကတော့စာရေးသူဂျူလီယာမြစ်သိန်းရေးထားတဲ့အပုလေးဆိုတဲ့ဇလန်းလေးပဲဖြစ်ပါတယ်ရှင်ဇလန်းလေးကိုမစတင်ခင်မှာညီမရဲ့ channel အသစ်လေးကို like and subscribe လုပ်ပြီးတော့ခေါင်းလောင်းလေးလည်းနှိပ်ခဲ့ပါအောင်လို့မြတ်တာရက်ခံပါတယ်ရှင်အပိုင်း1 မိုးသူရိအိတ်ခမ်းတစ်ခမ်းလုံးကို အနီရောက်မြင်ကွင်းကလွှမ်းမိုးထားသည် ရှိသည်မြအိယာခင်းများခန်းစည်းများအလုံးကို အနီရောက်များကိုသာအသုံးပြု၍ပြင်ဆင်ထားသည်ကို တွေ့ရသည်သူ့အိတ်ခမ်းကိုယင်းဤကျွမ်းဝင်မှုမရှိဘဲသတိန်တရံနေရာတစ်ခုပမာခန်းစားရ၍အခန်းထဲမှ အလင်းစလိုထွက်လာခဲ့သည်အပေါ်ထက်မှလှကားတင်များအတိုင်းတထိတ်ချင်းစီဆင်းလာခဲ့ပြီးနောက်အောက်ထပ်မိဖို့ခန်းရှိရာသို့ သူဤခြေလမ်းများအလိုလိုလျှောက်သွားမိသည်မိဖို့အခန်းထဲရှိဘေးစင်းနေရာ၌အရက်ပုပြက်ပြက်မိန်ကလေးတယောက်ကြောပြီးအနေထားဖြင့်ရက်နေသည်ကိုဝိုးတဝါမြင်နေရသည် သူမ၏ပခုံးနှစ်ဖက်လက်ပြင်နေရာတွင်ပုံမှန်မဟုတ်သောဖွဲ့စည်းမှုကိုမြင်ရသည်မိုးသူရင်က ထိုမိန်ကလေးကိုမဝိမရေလှမ်းမိလိုက်သည်မင်းကဘာတူလဲဒီမိဖို့ခန်းနဲ့ဘလို့ဝင်လာတာလဲ ထိုမင်းကလေးကသူ့ကိုလုံးဝလှဲ့ကြည့်ခြင်းတုံ့ပြန်ခြင်းမရှိဘဲတုံ့နှိပါဝေလုံနေသည်သူ့အိမ်내ကိုကျူးကျော်ဝင်ရောက်နေသောမင်းကလေးအားသဘောမတွေ့သည့်အပြင်စိတ်မတူးမတန်ခံစားနေရသည်မင်းကလေးပခုံးတစ်ဖက်အားမိုးသူရင်ကခက်ဆက်ဆက်တွန်းလိုက်ရာမထင်မှပဲသူ့ခြေထောက်ပေါ်သို့လက်ပြက်ကြီးတစ်ဖက်ပြုတ်ကျလာသည်အာဘာကြည့်လဲယူစရာကောင်းလိုက်တာထိတ်လန့်ကြောင်းရုံစွာနောက်သို့ခုံဆုပ်လိုက်မိသည် မိုးသူရိမ်မှာမိမိနှလုံးခုန်တန်းကိုအဆက်မပြတ်ကြားနေရပြီးအစမတန်ကြဲလောင်လွန်လာသည်သူနားမခံနိုင်တော့သည့်အဆုံးအာခေါင်ကိုချစ်ကာအော်လိုက်မိသည်နားမခံနိုင်တော့ဘူးတော်ပြီမကြားပြရစေနဲ့တော့ဂျာလင်ရေဂျာလင်ထပါအောင်အိမ်မက်တွေမပြန်ပြီလားဇနီးဖြစ်သူနွယ်မဒီကမိုးသူရိမ်ကိုပခုံးနေရမှအတားအယာထူမပေးသည်ဂရင်ပေးရှိစပွဲပေါ်မှမိအိမ်လေးကိုဖွင့်လိုက်ပြီးနောက် သူ့အားရေပန်ခွက်လေးကမ်းပေးလာသည်ရော့ရေတောက်လိုက်အောင်ကြာလင်ရေကို အငမ်းမရယူတောက်လိုက်ပြီးနောက်နှလုံးခုန်လုံးမြန်လုံးနေသည့်အတွက်အသက်မှန်မှန်ရှူပေးနေရသည်နွယ်မတီကခင်မွန်းတဲ့ကိုစိတ်မကောင်းစွာကြည့်ရင်ဂျာလင်ကိုမက်ဒီကယ်ချက်ကပ်လုပ်ပေးရအောင်မယ်အင်းမချစ်ရဲ့အခုလိုချင်းနေကြီးမှာဗိုင်းရပ်စ်တွေတလောက်ကူးစက်နေတာဆေးရုံဆေးကန်းတွေမသားသင့်သေးဘူးလေ အသက်ရှူလမ်းကြောင်းကနေယောဂါဘောကူးဆက်မခံဘူးကအရေးကြီးတယ်မဟုတ်လားဒါတော့ဒါပေါ့လေအချစ်ကြီးရေရှည်မှာဒါလင်းအတွက်အဖက်ဖက်ကထိခိုက်မှာဆိုတာအင်းမအင်းမကိုနားလဲပါတယ်အချိန်နေတွေအေးဆေးသွားရင်စီစဉ်ကြတာပေါ့လာမယ့်တနင်္လာကျရင်ရန်ကုန်ပြန်ဖို့လည်းရှိသေးတယ်ဆိုတော့ပြန်အိတ်လိုက်တော့နော်ဇနီးတယ်ကဘာမှဆက်မပြောတော့ဘဲသူ့နှဖူးကိုနန်းကစောင်းချုံပေးပြီး ပြန်လှဲ့အိပ်သွားသည်မိုးသူရင်တယောက်တစ်ဖက်သို့လှဲ့ကာအိပ်ပျော်စီရန်ကြိုးစားကြည့်ရင်အတွေးတွေလည်းပြန်လဲစီးမျောနေမိပြန်သည် မိုးသူရင်မှာရန်ကုန်မှ သူ့မွေးဖွားရာနေအိမ်ကိုတန်ရောစဉ်ကြီးလုံခဲ့သည်တို့ရာတွင်အမေရိက၌နေစဉ်အချိန်ကာလများအတွင် ထိုအိမ်ကြီးနှင့်ပတ်သက်၍၆အိမ်မက်များကိုသာဇက်တိုက်မက်နေခဲ့ရသည့်အတွက်စိတ်လေးလံနေသည်မှအမှန် ကိုကိုကိုဘာသာမဲ့အဖြစ်ခံယူထားသူတယောက်အနေနဲ့အိမ်မက်တွေကိုကြမ်းဖွဲ့ပြီးခန်းစားနေရတာလေတိတ်တော့အတိတ်ပဲမရှိလာကြသူကကိုးကွယ်မှုဆိုင်ရာ စီးပေါင်များသာမကအယူအဆွဲစီးမြင့်မှန်သည်များနှင့်ဝေးဝေးနေလိုသောသဘောရှိခဲ့သူဖြစ်၏သို့သောအိမ်မက်ထဲက ပိတ်လောင်ချောင်းလန့်မှုများကို မခံစားနိုင်လွန်း၍အိယာမာကိုချောင်းယွနေပြီးသောအခြေအနေကိုလည်းကြုံတွေ့နေရပြန်သည် တခါတခါအိတ်နေရင်သူကြောင်ကရန်တွေထအော်နေမိတဲ့အခါနွယ်မဏိခမညာမှလည်းအထိတ်တလန့်နိုးထလာရကစိုးရင်တကြီးပြူစုရသည့်အတွက်အေးပြက်လာပြီဇနီးတဲ့နွယ်မဏိကသူ့ကိုဂယုနာသက်စွာကြည့်ရင်ဒါလင်အိမ်မက်ရောင်ရင်ဘာလို့တရုပ်စကားတွေထထပြောနေတာလဲယင်ဇနီးဖြစ်သူဤမိကုံးအတွက် ပေးစရာအဖြစ်မရှိသောကို့အဖြစ်ကို စိတ်ညစ်လာသည်ရန်ကုန်အိမ်နှင့်ပတ်သက်သည့် သူ့အစွဲများအကြောင်းမိတို့ပြောရမည်မသိသေး။တခါတရံသူ့အာယုံနယ်ပင်မှာတန်လိုက်ဆက်ကွင်းဤသဘောအရာတွန်းကန်ခြင်းစွဲငင်ခြင်းတို့တပြိုင်တည်းအလုံးလုံးနေတကယ်သူခံစားနေရသည်။ကိုပါရီဖြစ်နေလဲဆိုတာကိုကိုတိုင်းတော့မရေရပါဘူး။သူကငယ်စဉ်ဘဝတစ်လျှောက်လုံးအလုံများလွန်သောမိဘ၏နှွေးထွေးသောရင်ငွေ့ကိုမရခဲ့ဘူးပဲ။သူ၏အချိန်တော်တော်များများကို မိသားစုမစုံမလင်ပဲအထီးကျန်စွာဖျက်ဆီးခဲ့ရဘူးသည်ယခုလိုမွေးဖွားရာနေအိမ်ကိုဆွဲလန်း၍မကြာခဏအိမ်မက်မက်နေရခြင်းမှာမလုံခြုံသောအခန့်စဲ့ဤလုံဆောင်မှုတရက်ဟုသာယုံကြည်နေခဲ့သည်မွေးရမည်သို့ပြန်ကန်ဒီလေရန်ကုန်အိမ်ကိုအိမ်မက်စုအဖြစ်မတ်တိအကျင့်ရွတ်စိတ်လာခဲ့လေသည် အချိန်ကာလအဖြစ် COVID-19 ရောဂါကမ္ဘာအနှံ့ကူးစက်ပြန့်နှံ့မှုစတင်သောကာလဖြစ်သည်မိုးသူရိန်ထွန်းနှင့်နွယ်မတီတို့ဇနီးမောင်နှံမှအမေရိကတွင်၎င်းတို့အ धिक အလုပ်လုပ်သောကုမ္ပဏီရုပ်ချုပ်ရှိသည့်အဖြစ်မြန်မာနိုင်ငံနှင့်တကွအခြားအရှနိုင်ငံ၃နိုင်ငံ၏ရုံးခွဲများ project များကိုပူးတွဲစီမံခန့်ခွဲနေကြသူများဖြစ်သည်သူတို့ဇနီးမောင်နှံမှာလွန်ခဲ့သော နှစ်များစွာကတည်းကအလတ်တီဟူ၍မရှိခဲ့ project meeting များစာချုပ်စာတမ်းများမပြတ်တက်ရောက်ဆွေးနွေးရခြင်းများစသည့်အလုပ်တန်တရားမှပင်လဲပတ်နေခဲ့သူများဖြစ်သည်အနောက်နိုင်ငံများတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့်ကူးစက်ခံရသူများအဆမတန်မြင့်မားလာခဲ့သည်ထို့အတူကမ္ဘာရပ်ရပ်ရှိလုပ်ငန်းလည်ပတ်မှုများနောက်နေလာခဲ့ရာလုပ်ငန်းကိစ္စစီမံခန့်ခွဲမှုများအဆင်ပြေစေရန်အတွက်မိမိတို့နေအိမ်များ၌ပင် လုပ်ငန်းများဆက်လက်လည်ပတ်နေစေရန် work from home စနစ်ဖြင့်စီစဉ်လုပ်ကိုင်လာကြရသည်နွေမဒီနှင့်မိုးသူရိန်ထွန်းတို့သည်ကိုဗစ်ကူးစက်မှု အခြေအနေများအရာအနောက်နိုင်ငံများလောက်အခြေအနေဆိုးမလာသေးသောအမိမြန်မာနိုင်ငံရုံးခွဲသို့ကိစ္စအရရက်ဆက်လက်စီမံခန့်ခွဲရန်ပြန်လာခဲ့ခြင်းဖြစ်သည်။တွားရောက်နေထိုင်စရာအိမ်များရှိနေတော်လဲရန်ကုန်ရောက်တိုင်းမိုးသူရိန်ငယ်စဉ်ကတည်းကနေထိုင်ရာအီဆန်အိမ်၌သာစည်းချတတ်သည်။ မိုးစုမိုးသူရိအချိန်များစွာ ဖြတ်တန်းခဲ့ဘူးသော အင်ဂီဟာမှုစိတ်တတောက်တတာရှိဆုံးနေရာဆိုလဲမမှားနိုင်ပေ။ဆန်အင်ကြီးတို့ခြေချခြင်းခြံတွင်းပတ်တို့မမြင်ရအောင် အမဲရောင်တန်ထူပြားကြီးနှစ်ပြက်ဖြင့် ပိတ်ကာထားသောကြီးမားလာသည့် ချံဝန်းတကားကြီးကိုဘေးသို့တွန်းဖွင်းလိုက်ပြီးနောက်ကျဲဝန်းသော ပြတင်းပေါက်များနဲ့အတူအုတ်သားဖြူတစ်ဝက်ခဲပုတ်ရောင်ကြောက်တုံးကြောက်ပြားများတစ်ဝက်ကက်ခါအလှဆင်ထားသောစံအိမ်ကြီး၏မျက်နှာစာတစ်ခုထီထီကြီးပေါ်လာသည်လူကုန်ထံများနေထိုင်ကြသောရွှေတောင်ကြားတစ်လမ်းနှစ်လမ်းတန်လွင်လမ်းအဆရှိသောပတ်ဝန်းကျင်တစ်ဝိုက်ခန်းနာထယ်ဝါ၍ဒီဇိုင်းဆန်းသောအိမ်ကြီးရခိုင်များစွာရှိရာဤစံအိမ်သည်လည်းတအိမ်အပါဝင်ဖြစ်သည် သုံးလေးနှစ်ကြာနေထိုင်ခြင်းမရှိခဲ့တော့လဲထိမ့်သိမ်းဆောက်ရှောက်ပြီးနေတော့ဝန်ထမ်းအချို့ရှိ၍အိုဟောင်းဆွေးမြေ့နေခြင်းမရှိပဲပကတိတသက်ခိုင်မာနေသည်မိုးသူရိန်နှင့်နှွဲမရီတို့အားလေးစိမ့်မှကျူလာခဲ့သော ကားလေးသည်ဆန်အိမ်ကြီး၏ပေါ်တီကိုအောက်၌ထိုးရက်လိုက်သည်ကားပေါ်မှဆင်းလာသောမိုးသူရိန်မှသူ့မွေးဖွားရာအိမ်ကြီးသို့ ခြေချလိုက်တိုင်းရလာတတ်သည့်တရုတ်စကားပန်းနှင့်များကိုတဝကြီးရှူရှိုက်လိုက်မိသည်နှွဲမရီကမူ အိမ်ကြီးကိုအလွမ်းမတည့်အားသည်ကားနောက်ခန်းတွင်ပါလာသောခီးဆောင်အိမ်များကို လာရောက်တည်ဆောင်ပေးကြသောအိမ်ဆောင်လင်မယားအားနှုတ်ဆက်စကားပြောကလိုအပ်သည်များမှားနေသည်မြမပြည်ပြန်ရောက်လာရောက်ချင်းနိုင်ငံသားမှနေခဲ့စဉ်ကာလအတွင်းသူမအင်မတန်စားကျင်နေခဲ့သည့်ငပိချက်နှင့်အရွက်ဆုံမှုခင်းများချက်ပေးသလားဟုဝမ်းသာအားရမိနေခဲ့သည်လေရင်စည်းချိန်ကြာမြင့်လွန်သည့်အတွက်ပင်မနေသည့်အပြင် မချွတ်စတန်တက်လာခဲ့ရသောနှာခေါင်းစည်းကိုလည်းဖြုတ်ချင်လာပြီဖြစ်သည်သောနှစ်ပင် သူမတို့အိတ်ခန်းရှိရာအပေါ်တက်အိတ်ခန်းတို့ဥစွာတက်ခဲ့သည်အမေရိကတွင်နေထိုင်ခဲ့သောကွန်ဒိုအိတ်ခန်းတက်ရန်ကုန်အိမ်တို့ရောက်မှသာပို၍အသက်ရှူွားသလိုယူဆတတ်သော မိုးသူရိမ်မှခြံကြီးအတွင်တပတ်ပတ်လန်းရှောင်နေခဲ့သည် မရောက်တာကြာပြီဖြစ်၍သူ့မွေးရက်ဤအငွေအသက်ကနှွေးထွေးလုံးကြုံသော ခံစားချက်လေးဖြစ်စေသည် အင်ဂျီနှင့်ပတ်သက်၍လွမ်းမောလောက်စရာမိသားစုအမှတ်တရများအထွေထူးရှိမိနေခဲ့ပြီးသူဘဝတစ်လျှောက်လုံးတွင်ဆက်ရုပ်ဆန်သောပဝင်းခြင်းနှင့် စီးပွားဆန်သော ရုန်းကန်မှုများသာငင်းငွေဖွဲရာအထီးဖြစ်ခဲ့သည်မဟုတ်ပါလားသူ၏အိမ်နောင်တဲ့ဘဝမှာဇနီးတဲ့အပြင်တန်ရောစင်တွေ့တာစရာသားသမီးလေးများရောက်လာခဲ့ရင်ကောင်းမည်ဟုအတွေးဝင်နေမိသည်မိသားစုစုံလင်လို့တော့အတွေးလေးဖြစ်နေမိစဉ်အပေါ်တဲ့ပြတင်းတကားစီမှာ နွေမတိခေါ်တန်ကိုကြားလိုက်ရသည်ဒါလင်ရေရေမိုးချိုးပြီးနားရအောင်အိမ်မော်တက်ခဲ့တော့လီခီးပန်းလာတယ်မဟုတ်လားနွေမတိကိုခေါင်းငိတ်ပြလိုက်ပြီးအိမ်ထဲသို့ဝင်လာခဲ့သည်အိမ်မကြီးအလဲဘဟုတွင်အပေါ်တက်သို့တက်သည့်လေကားတဆင်းလှပခန်းညားစွာရှိနေသည် လေကားဤဘဲဘက်အချမ်းတွင်ဧကန်းကျဲတခန်းနှင့်ရှောက်လန်းတလန်းရှိလေသည် ထိုလျှောက်လမ်းမှာမိဖို့ကန်းနဲ့သို့ဝင်ရလမ်းဖြစ်သည်လှေကား၏ညာဘက်အချမ်းတွင်မူရှီအောင်ပစ္စည်းအချို့နှင့်အလားစင်မြေဦးလေးများစီတန်းထားရှိရာမှန်ဘီရိုလေးများကိုကွေဝါရေဖွဲ့စည်းထားသည်မိုးသူရိမ်မှာဘီရိုစင်လေးရှိရာသို့လှမ်းကြည့်လိုက်ပြီးနောက်တပြင်းရှည်ကြီးတစ်ခုချလိုက်သည်ထိုနောက်ရေချိုးတန့်စင်ရန်အတွက်အပေါ်တက်သို့ဖြည်းဖြည်းချင်းတက်သွားလေသည် work from home ကာလနှင့်ခြောက်ခြားစရာနေရက်များ ရန်ကုန်တို့ရောက်ခါစား၄ရက်မြတာနားခဲ့ကြရသည်ကျန်ရက်များတွင်ရုံးခွဲများ၏လုပ်ငန်းကိစ္စမှန်သမျှအစီအစဉ်မကျကျအောင်ခက်ခဲစွာ စီမံခန့်ခွဲနေရသည့်ကာလများသာတပြေးပြေးနှင့်အခြားသောနိုင်ငံများကဲ့သို့ရန်ကုန်တွင်လည်းကိုဗစ်၉၂နှုန်းနှောင်းထားမြင့်တက်လာခဲ့သည်အလုံများလွန်းလာသော သူတို့ဇနီးမောင်နှံအတွက်လာရောက်ကူညီလုပ်ကင်ပေးရန် အိမ်အကူနှင့်ခြံစောင်းတို့ကိုခက်ခက်ခဲခဲငှားထားကြရသည် သို့သော၎င်းတို့မှတဆင့်ကူးဆက်လာနိုင်ခြင်းများ၍တဖြည်းဖြည်းစိုးရိမ်လာမိကြသည်မိမိတို့ကျမ်းမာရေးလုံခြုံစိတ်ချမှုအတွက်ပြင်ပမှအဝင်အထွက်များမရှိတော့စေရန်အိမ်အကူကိုမလာစေတော့ပဲလုံခြုံရေးအတွက်ခြောင်ထောင်တယောက်ကိုသာဆက်လက်ထားရှိပြီးညနေဆောင်မှလာစေခဲ့သည်အစိုးရမှနိုင်ငံတကာလေဆိပ်အဝင်ထွက်များကိုကန့်သတ်လိုက်ခြင်းကြောင့် မိုးသူရိန်းတို့အနေနဲ့မိမိတို့ယုံကြုံရှိရာအမေရိကန်နိုင်ငံသို့ပြန်လည်ထွက်ခွာရန်လက်တလောတွင်မဖြစ်နိုင်တော့ချေအိမ်ရှိအလုတ်ခန်းထဲတွင် laptop ကိုစီဖြင့်မိုးလင်းမိုးချုပ်အလုတ်လုပ်ရသောကာလများမှာတစားတတစားညင်းငွေမုံတီးဖွယ်ရာကောင်းလွန်လာသည်တို့ဖြစ်၍အလုတ်ချိန်ပြင်းမ၌လင်မယားနှစ်ယောက်အတူတကွချက်ပြုတ်စားကြောက်ကြခြင်းကသာစိတ်ထွက်ပေါက်သပွဲဖြစ်လာခဲ့သည် အထွေထူးစီမံချက်ပြုတ်လေးမရှိသောရိုးရာစားစရာများမှအစမုတ်ပွဲသရေစာများအစုံစိတ်ကူးတဲ့ရာစီစဉ်စားတော့ဖြစ်လာသည် ပင်ကိုအဖြစ်ဟင်းချက်ကောင်းသောနွယ်မဒီမှလက်ရများထပ်မံတိုးတက်လာခဲ့သည်တဖြည်းဖြည်းနှင့်အင်ဂျီအတွင်း၌ပြောင်းလဲမှုဖြစ်စဉ်အချို့စတင်ကြုံတွေ့လာခဲ့ရတော့သည်ထိုပြောင်းလဲမှုများကသူတို့၏မိဖို့ကြောင့်မှစတင်လာခဲ့လေသည် မိဖို့ခန်းနဲ့၌နွေမတီတယောက်တည်းချက်ပြုတ်ရသည့်နေရများတွင်စိတ်မတိုးမတန့်ဖြစ်ခြင်းကိုခံစားလာရသည်မိဖို့ကြောင့်ဝင်သောအခါတိုင်းကင်မိသည်မအချွန်အတက်ဓာသွမ်းမှန်သည်မညှိရှကမကြာခဏသွေးထက်တန်ယူဖြစ်ရသည် တရက်တွင်နွေမတီဟင်းချက်ရန်ပြင်ဆင်နေရာသူမအပေါ်ဘက်ရှိနယံကပ်ဘီတို့၏မှန်တကားအလိုလိုပွင့်ထွက်လာပြီးအတွင်းမှ စတီးအပူခံဘူးတပူခေါင်းပေါ်သို့ပြုတ်ကျလာခဲ့သည် ထိုပြီးတော့မှသူမတို့ဖွင့်လင်းဖွင့်ထားမရှိ အသုံးပြုခြင်းလည်းမရှိသေးသောပကံခွက်ရောက်များပလတ်စတစ်ဘူးများတင်စီထားရာဘီရိုပင်ဖြစ်သည်မိုးသူရိန်ကဘီရိုထဲမှတစ်ခုခုကိုဆွဲထုတ်သွားပြီးအမှုမဲ့အမှတ်မဲ့ဖြင့်တကားမကြအောင်မပိတ်မိခဲ့ပြီးခြင်းဖြစ်သည်ရှေရှေဝေးဝေးစဉ်းစားမနေတော့ဘဲနွယ်မဏီလှုပ်ရှားရှိသည့်များကိုဆက်လုံနေလိုက်သည် သူမ၏ကြောထဲသို့အလိုလိုစိတ်တက်လာခြင်းကိုခံစားလာရသည် ုံညင်းရွက်များချွေရည်ထဲ့ထားသောစကားကိုဘေးစင်ပေါ်သို့တင်လိုက်သည်ထို့နောက်အရွက်စည်းရွံအတွက်နယံကတ်စင်ပေါ်တွင် တင်ထားလေရှိသောစားဘူးကိုလှမ်းယူနေစဉ်စားဘူးကနေရာ၌ရှိမနေခဲ့ပေဘာဖြစ်စည်းယူယူနေရာတကျပြန်ထားလေရှိသော သူမတို့လင်မယားကအကျဉ်းစရိုက်တူညီကြသည်သို့တော်မိုးသူရင်တယောက်အလုံးရှုံနေ၍များစားဘူးကိုနေရာမကျပြန်မထားခဲ့လေသလား စိတ်မရှိ၍မိုးသူရိရှိရာ အလောက်ခန်းသို့သွားမေးကြည့်ပြန်တော်လဲအလောက်ကိုသာတဲကြီးမဲကြီးအာယုံဆိုင်နေသောမိုးသူရိဤအင်းအင်းအဲအဲတုံ့ပြန်မှုမှတပါတိကျရေရသောအဖြစ်မရသည်ဆမ်မမေးနေတော့ပဲစားဘူးလေးပျောက်ဆုံးနေသည့်မိဘကန်းတဝိုင်သူမဘာသာ လိုက်လံရှာဖွေနေသည်မထင်မှတ်ပဲစားဘူးလေးကို အမိုက်ချင်းလေးတဲတွင် တွေ့လိုက်သည် အမိုက်ချင်းများကိုစားဘူးလပစ်ထားရတယ်လို့ဒါလင်ညကများအောက်ထပ်မှာဝီစကီစင်းတောက်ခဲ့သေးလားမသိဘူးမူးမူးနဲ့ပြစ်မိတာဖြစ်မယ်မကျင်မနှက်ဖြင့်မိုးသူရိုင်းအလောက်ခန်းပေါ်ဟိုနွဲမရီရောက်သွားခဲ့ပြန်သည်ဒါလင်ချစ်ပြောနေတာလေကြားရဲ့လားလို့ညကအောက်ထပ်ကိုစင်းတောက်သေးလားအတန်ကျဲလာတော့နွဲမရီကြောင့်မိုးသူရိုင်းသတိထားမိသွားတယ်ဟင်းနဲ့ဘာလို့ပြောတာလဲမင်းညက9နာရီတည်းကအိတ်သွားတာလေဘယ်ဦးမှမစင်းဘူး ွဲမဒီမှာအတော်လေးစိတ်ကတိကအောက်ဖြစ်သွားပြီးမိဘကန်းနေသူပြန်ဝင်လာခဲ့သည်မိဘစင်သားရဲ့၍စဉ်စားနေစဉ်သပင်တွေစုစည်းချီနှောင်ထားသည့်သူမ၏ဂုတ်ဘိုးပေါ်သို့အေးစိမ့်သောလေးစီးချောင်းတစ်ခုတိုးဝေသွားခဲ့သည်ကြောက်ရွံ့တတ်ခြင်းမရှိသော သူမစိတ်တွေလေးလံလာသည့်အတွက်အမိုက်ချင်းထဲမှကောက်လာသော စားဘူးလေးကိုဘေးစင်၌စေကျော်လိုက်သည်ပြီးနောက်မိဘကြောင့်ကိစ္စများကိုအ мян ဆုံးလက်ဆက်သက်၍ခင်မွန်းတဲ့ရှိရာ အလောက်ခန်းထဲသို့ခတ်တုတ်တုတ်လေးဝင်သွားမိသည်ကိုဗစ်ကာလရှေးကြာလာမှုကြောင့်လင်မယားနှစ်ယောက်ဤစိတ်ဖိစီးမှုများရောကြစီရန်သုံးရတာမြလက်တော့ကိုလည်းဖွင့်မကြည့်ချေမေးတွေကိုလည်းမစစ်ချေဖုန်းများကိုလည်းပိတ်ထားကြချေကိုညှိနှိုင်းပြီးတက်နိုင်သလောက်အနားယူရန်ဆုံးဖြတ်လိုက်ကြသည် တရက်တွင်ဇနီးမောင်နှံနှစ်ယောက်နေလဲစာအဖြစ်ဗီဇာကိုမှားစားလိုက်သည် ထို့နောက်အောက်ထပ်ဧကန်နယ်တွင် Netflix movie များကို အတူကြည့်ရန်ပြင်ဆင်ထားသည်ရမရီကဝိုင်တောင်းရံမိဖို့ကြောင့်မှထယူပေးပြီးနောက်မိုးသူရဲဤပေါင်ပေါ်သို့ခေါင်းအုံးကရုပ်ရှင်ဇလံကြည့်နေတဲ့သည်ရုပ်ရှင်ကြည့်နေခြင်းထမင်းစားကန်းနှင့်မိဖို့ကြောင့်သို့ဆက်ထားသောတကားပေါက်စီမှကုတ်ချစ်တန်တက်တဲ့ကြားလိုက်ရသည်အစပိုင်းတွင် အမှုမဲ့အမှတ်မဲ့ဖြင့်သူတို့အာယုံမထားကြပေ မိနစ်အနည်းငယ်ကြာလာသောအခါမှာဒကမကြီးကိုလေဆောင်တိုးလိုက်သလို နှစ်ချက်သုံးချက်မြတုန်ခါသွားခဲ့သည်တယောက်မျက်နှာတယောက်ကြည့်လိုက်သည်တီဗီတန်ခဏပိတ်၍ထမင်းစားကန်ရှိရာသို့နှာစွန့်လိုက်ကြသည် အိမ်ပြင်မှတွင်လေဒူးငိန်သက်နေသည်ချမ်းဤအနောက်ဘက်မြေပုံ၌ကွန်ကရစ်အပြည့်ခင်းထားပြီးအုတ်တိုင်းပေါ်တွင်စူးပလိတ်တော်များအပြည့်တက်ထားသောကြောင့်ခွေးတစ်ကောင်ကြောင်တမီများပင်ဝင်လာ၍မလဲသောအနေထားဖြစ်သည် တို့ဖြင့်လင်မယားနှစ်ယောက်နောက်ဖေးကန်းသို့ဝင်၍တကမကြီးကိုဖွင့်ကြည့်လိုက်သည်ဘာကိုမျှမတွေ့ရပေအယူထဲသို့စိတ်နေသောအေးဒက်နှင့်မတူးမတန့်အာယုံများကြီးဆိုးလာခဲ့ရာတယောက်မျက်နှာတယောက်ကြည့်လိုက်မိပြန်သည်မနေ့ကကြုံခဲ့ရသောမိဖို့ချောင်းမှကတိကအောက်ဖြစ်စရာကိစ္စများကိုမိုးသူရင်အားပြောပြလိုက်ရန်စဉ်းစားမိပြီးဒါလီယေမနေ့ကချစ်အလုတ်ခမ်းမှလာမိခဲ့တာကိုမှတ်မိလားစပွဲပေါ်ကစားဘူးလေးအမိုက်ပုံးထဲကိုရောက်နေတဲ့ကိစ္စလေး မိုးသူရင်ခေါင်းငိတ်ပြပြီးအော်အင်းသိတယ်လေဒါပေမဲ့ကိုအဲ့ဒီအချိန်တုန်းကလက်တော့ကိုအာယုံဆိုင်နေတော့ချစ်မေးတာတွေမသွဲကွဲလိုက်ဘူးအဲ့ဒါကိုပြောပြမလို့စင်ပေါ်မှာထားနေကြစားဘူးလေးကိုတယောက်ယောက်ကအမှောက်ပုံးနဲ့ပြစ်ထည့်ထားတယ်ဒါလည်းများဖြစ်နေမလားလို့အာမဟုတ်ပါဘူးဆိုကိုတနေ့လုံးထိုင်ရမထအလုံးရှုပ်နေတာသိရတာနဲ့ချစ်ပါတာတခုခုနဲ့မှာပြီးပြစ်ထည့်မိသွားတာနေမှာပေါ့ဒါဆိုလဲနားထောင်အောင်ဒါလည်းချစ်တက်ပြောပြမယ် အဲ့ဒီစားဖို့ကိစ္စမတိုင်ခင်တုန်းကလည်းအခြားအကြောင်းတစ်ခုကြုံခဲ့ရသေးတယ်။ချစ်ရဲ့ခေါင်းပေါ်ကိုကက်ဘိနက်ထဲကစတီးအပူခံဘူးကြီးတက်တဲကြီးပြုတ်ကျလာခဲ့တာကန်ကောင်းလို့ခေါင်းမပေါက်တယ်။ဒါလည်းအဲ့ဒီဗီဒီယိုဖွင့်ကြည့်ထားပြီးတကားသေးချာပြန်မပိတ်ခဲ့တာများလားလို့ဟောလုံပြန်ပြီ။နောက်ဖေးဗီဒီယိုတွေမပြောနဲ့အိမ်ရှိကဗီဒီယိုတွေတောင်ကိုဖွင့်ပြတာမဟုတ်ဘူးကွာ။နေပါဦး။ခုချစ်ပြောနေတာတွေကဘာကိုဆိုလို့ချင်တာလဲ။အိမ်ကိုတခိုးကတ်တယ်လို့ပြောချင်တာလား။ အာမဟုတ်ဘူးလေဒါလည်းမဲစဉ်းစားကြည့်ခုချစ်တို့ကြုံနေတာတွေကတခိုးကနေတဲ့ပုံစံမျိုးထက်တရေချောက်ခံနေရတဲ့ပုံစံနဲ့ပိုမတူဘူးလားချစ်ကတော့စိတ်မသန့်တော့ဘူးဒါလင်မိုးသူရိန်ကအနှဲငယ်စိတ်ရှုပ်သွားပုံဖြင့် သူ၏စပင်များကိုထိုးဖွဲလိုက်သည်အိမ်နှင့်ပတ်သက်လာလျင် အမားရွတ်မခံလို့သောခံစားချက်ရှိသူမို့သူ၏မျက်နှာတွင်အလိုမချမှုစိတ်ပူပန်မှုများကို မြင်လာရသည် လုံခဲ့သောနှစ်များစွာကဤအိမ်သို့ပြန်လာနေထိုင်နေကြဖြစ်တော်လဲဇနီးမောင်နှံနှစ်ယောက်စလုံးအိမ်မကက်ခဲ့ကြပြီထိုကဲ့သို့စိတ်မတန့်စရာအတွေ့အကြုံများလည်းမရှိခဲ့ဘူးပြီနွယ်မဒီကသူမကိုရောသူမမိုးသူရင်ကိုပါ ဖြည့်သိမ့်သည့်အနေဖြင့်တခုတော့ရှိတယ်ဒါလည်းရဲ့ထန်သည့်ကြွေခိုက်ကြီးနှင်းခိုက်ဆိုတဲ့စကားလိုပေါ့ချစ်တို့စိတ်ဖိစည်းနေတဲ့အချိန်မှာတတိလက်လော့နမောနမောလှုပ်ထားမိတာတွေကိုကြောက်စိတ်ဝင်မိတာမျိုးလည်းဖြစ်နိုင်ပါတယ် ုနကချစ်တူကြားလိုက်မိတဲ့အတန်တွေကလည်းအိမ်မြောင်လိုအကောင်မလောင်နေဖြစ်နိုင်ပါတယ်ချစ်တူကရုပ်ရှင်ကိုအာယုံဆိုင်နေကြတာဆိုတော့တခြားစင်းစားရင်ရဲစရာတောင်ကောင်းနေပြီကိုဘေးကလာကြလာလို့စိတ်ဖိစီးမိတာထင်ပါရဲ့ဘုသူရင်ကနှစ်ဖူးပေါ်သို့ဝဲကျနေသောနွေမရီသပင်များကိုတတ်တင်ပေးလိုက်ပြီးအဲ့လိုပဲဖြစ်မှာပါလေကိုရိုးတွေရုတ်တိမရှိတာမျိုးတွေမတွေးပဲနေကြရအောင်ခေကာလာကြီးကကောင်းတာမဟုတ်ဘူးခေါင်းထဲကိုစိတ်တက်ကြစရာတွေထပ်မထည့်ချင်တော့ဘူးကွာနော် မိုးသူရိန်နဲ့နွယ်မဒီတို့နှစ်ယောက်အားကြီးလက်ဆဇလန်းအားပြန်ကြည့်ရန်ဧကန်နယ်သို့ဝင်လာကြသည်အစပိုင်းတုန်းကလိုရုပ်ရှင်ကားရဲတွင်စိတ်ဝင်တစားမရှိတော့သည့်အတွက်ဝိုင်းများကိုသာထက်ခါထက်ခါငှဲ့၍တောင့်နေမိကြသည်အတွေးကိုစီနှင့်တပြင်းချမိသည်ကလည်းအကြိမ်ကြိမ်သူတို့ဇနီးမောင်နှံအိယာဝင်တိုင်းမှာနှစ်နှစ်ချိတ်ချိတ်အိမ်မပြောနိုင်တာကြပြီးဖြစ်သည်အိယာထက်တွင်လူးလှိန်ရင်မနှက်မိုးလင်းသွားတတ်သည်အရင်ကဆိုအခန်းအမောင်ချပြီးမှအိတ်တက်သောနှစ်ယောက် လက်ရှိအချိန်မှာတော့အမှောင်ကိုကြောက်စိတ်ဖြစ်လာသည် မိုးသူရိမ်မှာအိမ်မက်ဆိုးများပြန်မက်ခါခရောင်ကရန်းတွေလည်းပုံရိပ်ပြောလာသည်သူကရှမ်းတရုတ်သွေးနှောတော်လဲငယ်စဉ်ကတည်းကတရုတ်စကားကိုအကျွမ်းတဝင်ပြောလို့မရှိပြီသူအိမ်မက်မှတ်တော်အခါမှာတော့တရုတ်စကားများကိုသာရေရွတ်နေခဲ့သည်အင်ကိုမှာအိဆက်ရံလွယ်ကူသော နွေမဒီကိုတိုင်းအိပ်ပျော်ရန်ခက်ခဲသောညများရှိလာခဲ့သည် ညဘက်တွင်အဲကွန်းကိုအမြင့်ဆုံးအေးပေးထားသည့်တိုင်သူမ၏ကြောပြင်တွင်ခြေပဝါးများတက်လျှောက်ချွေးစည်းများပြန့်နေလေးရှိသည်အမောင်ကျနေသော အခန်းနရံဘက်ချမ်းစီမှတယောက်ယောက်ကသူမကိုမုံမုံတီးတီးစိုက်ကြည့်နေသလိုခံစားရပြီးလက်ကြည့်မိသည်ကလည်းအခါခါပင်ရင်းအခြေအနေကို ခံပြင်းလာမိသောအခါဒေါသစိတ်ကအစာဝင်လာတတ်သည် သူမကို စိတ်မလုံးမချုံဖြစ်စေသည့်မောင်ရိပ်ချနေသောနေရာကိုစွတ်စွတ်ဆိုက်ဆိုက်ရင်ဆိုင်ကြည့်ပစ်လိုက်သည် တို့ရာတွင်မိသည့်ပုံရိပ်မိသည့်အကောင့်ထဲကိုမျှမျက်စိဖြင့်တက်အပ်မြင်ရခြင်းရှိမနေပြန်။သူမနှင့်ခင်မွန်းတဲ့အတွက်အမြန်ဆုံးကုံဆုံးသွားစေခြင်းသည့်ထိတ်လန့်ဆက်ဆုပ်ဖွယ်ရာညများသာဖြစ်တော်သည်။မိုးသူရိအနေဖြင့်သူ၏မိယိုးဖလာကိုွယ်ပုံများလှုပ်လိလှုပ်ထားမရှိခဲ့။ရမဒီကလည်းဆင်းသက်လာခဲ့သော ခရစ်ယာန်အတိုင်းဝဲ၏အစင်လာများဖြင့်အနေဝေးသူဖြစ်သည်။သူမက ခွတ်တူးတလဲဝိပြွေလွေရှိသောတင်းငွေနေများ၌ပင်ချက်ချောင်းသို့ဝိပြူရန်သွားလေမရှိသူကိုကွယ်မှုဆိုင်ရာကိစ္စများတဘာဝလွန်အကြောင်းတရားများနဲ့ပတ်သက်လေမရှိသောဇနီးမောင်နှံနှစ်ယောက်မှာလက်ရှိသူတို့ကြုံရသောအခက်ခဲကို ဖြေရှင်းရန်အတွက်အကြိတ်ရိုက်မိကြသည်ဆန်အိမ်ကြီးတွင်ခြောက်ခြားစရာအခြေအနေများဒစတတစပိုဆိုးလာခဲ့သည့်နောက်မိဘကန်းတဲ့သူတယောက်ချင်းစီလူခွဲ၍မဝင်ရဲကြပြီ ွယ်မဒီကမိဖို့ကြောင့်တွင်ချက်ပြုတ်ရန်ဖြစ်စေတစုံတစ်ခုယူရန်ဖြစ်စေမိုးသူရင်ကိုဘေးမှလိုက်ဆောင်ပေးခိုင်းတတ်သည်အလောက်ခန်းကိုအသုံးမပြုတော့ဘဲအလင်းရောင်ကောင်းကောင်းရသောအဲကန်း၌သာတစ်ပြိုင်တည်းအထူးထူးအလုံးလောက်ကြသည်အိမ်တွင်ပစ္စည်းပစ္စည်းများအလိုလျောက်နေရာ၍နေတတ်သည် ပိတ်ထားသောမိခလုံများအလိုလျောက်ပွင့်လာကြသည်စေကျော်တန့်ရှင်မိမောက်ထားသောပကံခွက်ရောက်များပေါ်တွင်သဲမုံမြေမုံများဖြူချထားသလိုပေပွားနေတတ်သည် ထိုကဲ့သို့ခြောက်လန့်မှုများမနာမနေကြုံရသောအခါကြံရမရဖြစ်လာသောနွယ်မဒီမှာမိသားစုဆွေမျိုးများ၏အကူအညီဖြင့်ချက်ချောင်းမှ ဟောလီဝါတာကိုတောင်းယူခဲ့ပြီးရောမိဖို့ခန်းဝန်းကျင်၌တကွအိမ်နေရအနှံ့ကိုဖန်ဖြန်းပတ်ခဲ့ကြသည် နေကင်းနေ့လယ်တွင်ကြုံရတတ်သောခြောက်လန့်မှုများအတန်ငယ်ငြိမ်သွားသလိုရှိတော်လဲညဘက်အိတ်ချိတ်များမှာတော့ခြောက်ချားစရာကောင်းသော မကြင်မနှက်ရေရွနေတံများအားကြားနေရစမြင် စိတ်ပင်ပန်းလွန်အားကြီးလာတော့သူမတို့နှစ်ယောက်ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှာကိုကြောက်ရွံ့သည့်ကြားကပင်အိလျာကံပေါင်ပေါ်၌ညနေဘက်တိုင်းလမ်းလျှောက်ထွက်ကြဖို့ဆုံးဖြတ်လိုက်ကြသည်အချိန်တစ်ခုသတ်မှတ်၍လမ်းလျှောက်ပြီးကြသောအခါအမဲလူလူတက်ထားသောနှာခေါင်းစည်းကိုခဏချွတ်ထား၍အိလျာကံရေပြင်အားဖြတ်တန်းတိုက်ခိုက်လာသောလေကိုတဝကြီးရှူရှိုက်လိုက်ကြသည် ထိုအချိန်တွင်ရရှိလိုက်သောတရင်ငါစိတ်အပန်းပြေမှုလမ်းဆန်းမှုများကိုဘဝတွင်ဘယ်အရာနှင့်မျမလဲနိုင်ဟုယူဆမိသည်ရေကန်ရှိရာနှစ်ယောက်သားငေးမောနေကြစဉ်နွမဒီဤနာမည်ကိုဝန်တာအာရခေါ်လိုက်တန်ကြောင့်လက်ကြည့်မိရာမတ်စတာထားသော အမျိုးသမီးကိုမည်သူမှမသိနွမဒီတို့နှင့်ခတ်ဝေးခောက်ဝါ၍သူမ၏မျက်နှာတွင်တက်ထားသောမတ်ကိုချွတ်လိုက်သောအခါငယ်တငယ်ချင်းခိခိခေါ် မေလေးခင်ဖြစ်နေခဲ့သည်ဆယ်ကျော်သက်အရွယ်ကတူတူဖို့တူတူဖက်ငယ်တငယ်ချင်းတယောက်ကို နှစ်ပေါင်းများစွာကြာပြီးမြပြန်လည်တွေ့ဆုံလာရသည့်အခါပြောမပြတတ်အောင်ဝမ်းသာမိကြသည်ကိုပြီးယောဂကုဆတ်မှုပြင်းထန်နေသော အခြေအနေသာမဟုတ်ခဲ့ပါကခိခေးကို ပြေးဖက်ခါငုံမိလိမ့်မည်ကြာကြာစကားရက်ပြောဖို့အစင်မပြေချသည်မို့ဖုန်းနံပါတ်များအပြန်အလှန်ပေးလိုက်ကြသည် ွင်မဒီကမနက်ထီရောက်အောင်မစောင့်နိုင်ပဲခေခေကိုဖုံးခေါ်မိအကြောင်းပြောလိုက်သည်ဘဝရဲ့အခက်ခဲအပင်ပန်းဆုံးအချိန်မျိုး၌ကွဲကွာနေခဲ့သောငဲတငဲချင်းနှင့်ပြန်ဆုံတွေ့လိုက်ခြင်းကရင်ငတ်တုံးရေရင်းနဲ့ကြဆိုသည့်စကားပုံနဲ့ထတ်တူကြနေလေတော့သည်နောက်ပိုင်းအပိုင်းနှစ်ကိုနောက်ရက်ဆက်လက်တင်ပြပေးပါမယ်ရှင်ကျေးဇူးအထူးပဲတင်ရှိပါတယ်